ဟိုသူရဲ့ဆိုလိုတဲ့ဘောကတော့ဟိုတမုတ်တရားဝင်းတော်လိုပုံစံမျိုးပေါ့ဟိုဝင်းတော်ဆိုဘလောက်ရှာရှာဘလောက်စားစားမပြည့်နိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့အဲ့လည်းပြေးထားတာပါဟုတ်တစ်ဆယ်နီးပါပေါ့တခါတည်းကဟိုနည်းနည်းပါနေကြောက်ဒီမှာ7နေစနေကြောက်နည်းနည်းပါတယ်ဗျအာ Monday to Friday ကတော့တစ်ဆယ်လောက် တော့ကုန်တယ်အဲ7နေစနေဆိုတော့10ပိတ်သားလောက်ပဲကုန်တယ်ဟုတ်အချင်းကကိုယ်တိုင်ဆက်တာအဲဟုတ်တယ်ကိုယ်တိုင်ကတော့အချင်းကတော့ကိုယ်တိုင်ဆက်တာပဲ မကြီးလေးတို့ထញ្ញက်တို့အလိုနည်းနည်းမင်းဘာညာပေါ့အဲ့လိုပေါ့တော့ကိုယ်တိုင်တော့ဆက်တာပဲမကြီးဟိုအချင်းရတော့မထွက်ဘူးဒါပြောင်းဆုံးထွက်ဘူးလားဖတ်ဟိုတော့အဲ့တော့တခါမှဈေးမြောင်းဘူးဈေးစရောင်းတဲ့အချိန်မှာဟိုပင်မရဂျိုနဲ့တယ်အရင်ရောင်းကောင်းတော့လေအရင်လည်းပျော်တယ်ဟိုကိုမှန်းထားတယ်ဟိုတသိမ်းမှန်းထားဆိုသူတဲ့၄၅သားလောက်ရတော့အရင်ပျော်သွားတယ် ဆန်ဖွင့်တာတော့တလာပိုင်း9ရက်ကဆိုတော့3လလောက်ရှိပေါ့3လကျော်ကျော်လောက်တော့ရှိပြီဝိုင်းရေးတစ်ပါးသာအကူတယောက်ကနေပြီးတော့သူကဒီနံပါတ်လေးကိုကြိုက်တယ်ဆိုပြီးပြေးတာပြဟိုသူရဲ့ဆိုလိုရတဲ့ဘောကတော့ဟိုတမုတ်ကြီးကဝင်းတော်ဖာလိုပုံစံမျိုးပေါ့ဟိုဝင်းတော်တော်ကဘလောက်ရှာရှာဘလောက်ဆားဆားမပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့အဲ့ဒါလည်းပြေးထားတာပါဟုတ်ဒီမှာအကျော်လေးနဲ့ဗာကျော်လေးနဲ့ရတယ်အကျော်တော့ အစုံပေါ့အစုံပေါ့ဟိုကအကျော်တော့အကုန်လုံးစားနိုင်တဲ့ဈေးတော့ရောင်းတာပဲတစ်ခုကို1000ရှိတယ်1500ရှိတယ်2000ရှိတယ်အဲ့လိုလေးပေါ့မျိုးစားလိုက်ပေါ့အကုန်လုံးကတော့ပဲစီစစ်စစ်နဲ့ကြော်တာပဲအညာကနေပဲစီစစ်စစ်မှာဘုံနေနဲ့မှားတယ်အဲကြော်တယ်ကြော်ပြီးဒီမှာဟိုအကျော်စားတဲ့အချိန်မှာလက်ချောင်းထဲမှာရှတာတော့နားတော့မဖြစ်ဘူးပေါ့ပဲစီစစ်စစ်နဲ့ကြော်တဲ့အတွက်ကိုအဲ့တော့တော်တော်များများစားကြဒါအခုနည်းနည်းစောသေးလို့ခဏနေကတော့အုံခဲလာပြီးတော့ကြောက်မလောက်တော့ဘူး တစ်ဆယ်နီးပါပေါ့တခါတည်းရဟိုနည်းနည်းပါနေကြတော့ဒီမှာ Saturday Sunday ကြတော့နည်းနည်းပါတယ်ဗျအာ Monday to Friday ကတော့တစ်ဆယ်လောက်တော့ကုန်တယ် Saturday Sunday ဆိုတော့၈ပိတ်သားလောက်ပဲကုန်တယ်ဟုတ်အချင်းကကိုယ်တိုင်ဆက်တာအင်းဟုတ်တယ်ကိုယ်တိုင်ကတော့အချင်းကတော့ကိုယ်တိုင်ဆက်တာပဲမကြီးကြီးတို့ထញ្ញက်တို့အဲ့လိုနည်းနည်းမင်းဘာညာပေါ့အဲ့လိုပေါ့တော့ကိုယ်တိုင်တော့ဆက်တာပဲမကြီးဟိုအချင်းကတော့ဒီမှာတော့ကြက်သွန်ကျော်ရဲ့အဲ့ဟိုဟာခင်းသီးကျော်ရဲ့ အဲတော်တော်များများကြိုက်ကြတယ်ပေါ့ကျက်သုံးကြော်ကြိုက်တယ်ခရမ်းသီးကြော်ကြိုက်တယ်နောက်တော့ဟိုဟိုကကြိုက်တယ်နော်ဟိုမြစ်ကြော်လည်းကြိုက်တယ်ဒီမှာထူးဆန်းဆန်းကြော်လေးရတယ်မြစ်ကြော်ရတယ်ခရမ်းသီးကြော်ရတယ်ပဇွန်ကြော်ရတယ်အဲအဲ့လိုထူးဆန်းဆန်းလေးရတယ်အဲအဲ့တော့များသောအားဖြင့်ဟိုကနေခရမ်းသီးကြော်နဲ့ဟိုကျက်သုံးကြော်တော့အစားများကြတယ်နောက်တစ်ခါကြတယ်ပဇွန်ကြော်စားကြတယ်ပေါ့များသောအားဖြင့်ဘူးကြီးကြော်စားတာများတယ် အဲဒီမှာတော့နာမည်ကြီးတော့အချင်းနာမည်ကြီးတာပေါ့အချင်းတို့တော်တော်များများကြိုက်ကြတော့လာစားကြတာဒီမှာအဓိကသူတို့စားကြတော့အဲခန်းသီးကျော်ပေါ့ဘမမလည်းမရှိဘူးခန်းသီးကျော်နဲ့မြင့်ကျော်ဒီမှာပဲရတယ်အဲအဲ့ဒါကိုတော်တော်စားကြတယ်ငရုပ်ပွားတော့ခုမရသေးလို့ငရုပ်ပွားလည်းရတယ်ဘမမကျော်နေတယ်ဒါကြီးရမကွေးရမှာလား ဟာမကွေးကနေတစ်ခါမှ20ဘုံ30 40ပေါ့အဲ့လိုပေါ့ဟိုမှာလည်းမကွေးမှာလည်းအမျိုးကြီးရှိတာဟုတ်အမျိုးကြီးကပဲစီပဲကျေတော့သူတို့ဇန်နေဓာတ်ရိုက်အကုန်ယူပို့ခိုင်းအဲဒီမှာပဲဒီဟိုဓာတ်ရိုက်ပို့ဒီမှာပဲဟိုပဲစီတိတဲ့ဝယ်မယ်ဆိုတော့ဒီမှာလည်းရောင်းတယ်ပဲစီဘုံလည်းရောင်းတယ်နောက်ကြော်တာကြောက်လည်းပဲစီစစ်စစ်နဲ့ပဲကြော်ဟာမထွက်ဘူးဒါပြောင်းဆုံးထွက်ဘူးလားဖတ်ဟိုတော့ရတော့တစ်ခါမှဈေးမရောဘူး ဈေးစရောင်းတဲ့ချိန်မှာဟိုပင်မရဂျိုနဲ့တယ်အရင်ရောင်းကောင်းတော့လေအရင်လည်းပျော်တယ်ဟိုကိုမှန်းထားတယ်ဟိုတသိမ်းမှန်းထားဆိုသူတဲ့လင်းကားသားလောက်ရတော့အရင်ပျော်သွားတယ်အခုကတော့ဒီကကွင်းချောင်းလမ်းမှာပေါ့အလွန်ကွင်းချောင်းလမ်းကနေပြီးတော့အောက်ကြီးမြိုင်လမ်းကနေဝင်ချလို့ရှိရင်ဆင်ဆင်ဆင်လာလမ်းထိန်းနဲ့ကွင်းချောင်းလမ်းမှာဒီတောင်လေးမှာရှိတယ်ဟုတ် ဖွင့်တာတော့နေခင်းတနားကြီးကစဖွင့်တယ်ဟိုနှစ်နာရီသုံးနာရီစမှစရောင်းတာပေါ့အဲခြေလောက်ထိလဲရောင်းတယ်ဟို6ခွဲခွဲလောက်ထိတော့ရောင်းတယ်ဟုတ်ဟုတ်အားလုံးပဲမိဘပြည်သူများကလာရောက်ပြီးတော့ညီစမ်းကြည့်ပေးပါလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်အကောင်းဆုံးတော့အတက်နိုင်ဆုံးတော့အကောင်းဆုံးစီစဉ်ထားပါတယ်လာရောက်ဖိတ်စားတော့ဖို့လည်းဖိတ်ခေါ်ပါတယ်ညီစမ်းပေးဖို့လည်းဖိတ်ခေါ်ပါတယ်ဗျအားပေးဖို့လည်းဖိတ်ခေါ်ပါတယ်